ထိုင်းမှာရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်မားတဲ့အနေနဲ့ထိုင်းနိုင်ငံရဲ့လက်ရှိဘရင်ရဲ့မယ်တော်ပေါ့နော်အရင်ကတော့မိဘရားပေါ့ဘရင်ဘူမိဘောရှိတုန်းကတော့နန်းတဲ့အရှိကြဆုံးဘရင်ဖြစ်ခဲ့တဲ့အတွက်နော်မယ်တော်ကြီးတီးခစ်ကအဲ့ဒီအချိန်တုန်းကနန်းတဲ့အရှိကြဆုံးမိဘရားဖြစ်ခဲ့တာပေါ့ဒါပေမဲ့ဘရင်ဘူမိဘောယဟန်ခံစဉ်အချိန်မှာဘရင်ကံတာဝန်ကိုယူခဲ့ဘူးတဲ့အတွက် သူဟာထိုင်းနိုင်ငံရဲ့တရားဝင်ဘယင်ကံအဖြစ်လဲတတ်မှတ်ခြင်းခံခဲ့ရတယ်။အခုအဲ့ဒီမေတော်ကြီးဒီ24ရက်နေ့မှာကံကုန်သွားတယ်။အဲ့ဒီအတွက်ထိုင်းနိုင်ငံမှာ ရပ်ပေါင်း60တိတိဝမ်းနဲ့ကြေကွဲတဲ့အထိတ်အမှတ်အဖြစ်ပျော်ဝဲရှင်ဝဲတွေမလုပ်ဖို့လုံးဝမလုပ်လို့မသားမြစ်ထားတာတော့မဟုတ်ဘူး။အခုလက်ရှိကိုရီးယားပေါ့အဲပျော်ပြေပွဲတွေကတော့လုတ်တယ်ဒါပေမဲ့အားလုံးအနိုင်အောင်ဝစ်စင်ဖို့တိုက်တွန်းထားတယ်။အဲ့တော့ကျွန်တော်မြန်မာပြည်သားတွေအနေနဲ့ ထိုင်းမှာရောက်နေတဲ့သူတွေအနေနဲ့အထူးတတိထားပါဘာဖြစ်လို့လဲထိုင်းနိုင်ငံဆိုတာကထိုင်းနိုင်ငံသားတွေဟာသူတို့ရဲ့ဘယင်စနစ်ကိုဖျားကဲ့သို့ကိုးကွယ်ပြီးတော့ထားတာပါနော်နောက်ပြီးတော့ဘယင်ကိုဘယင်ဒီဘယင်နဲ့တကွဘယင်စနစ်ကိုဝေဖန်လို့ရှိရင်လေဥပဒေကြောင့်ရနှစ်ပေါင်း15နှစ်အထိထောင်ချခံနိုင်တဲ့ဥပဒေတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ထိုင်းရောက်နေတဲ့သူတွေတည်ထားမှာကျွန်တော်တို့ဒီယောမရောက်ရင်ယောမစရိုက်ကျင့်ရမယ်ဆိုတာကိုတီးဖို့လိုပါတယ်သူတို့ဘယင်ရဲ့ လက်ရှိတော့နော်သူတို့ရဲ့ဘုရင်ရဲ့မေတော်ပေါ့နော်သူတို့ဘုရင်ရဲ့မေတော်ဟာဒီထိုင်းနိုင်ငံသားတွေရဲ့မေတော်ပဲအဲ့တော့ကျွန်တော်တို့မြန်မာပြည်သားတွေအရည်ဒီထိုင်းနိုင်ငံရောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းဒါသူတို့ယိုတေတလို့အယိုတေတမှုပြုရပါမယ်ဒါကြောင့်မို့လို့ဒီရက်တွေမှာဒီပျော်ပါတာလို့မူယူတောက်စားကခုံတာလို့အပျော်ပါတွေဘောက်တွေဖွင့်တာလို့ဖြစ်နိုင်မယ်ဆိုဒီရက်တွေမှာကျွန်တော်တို့တချင်းတွေပျော်ပွဲရှင်ပွဲတွေလှုပ်တာတွေတချင်းတွေဖွင့်နိုင်မလှုပ်ဖို့လိုပါတယ်ဟိုကျွန်တော်တို့ကအဲ့နိုင်ငံသားဖြစ်တဲ့အတွက်တစ်ချက်နောက်တစ်ချက်က ထိုင်းရောက်နေတဲ့ပြည်သူတွေအေးချမ်းစွာနေလို့မရအောင်မျိုးစုံလုံမဲ့အစည်းအဝေးစစ်ကောင်စီမှလုပ်နေပါတယ်လက်ရှိတဲ့ထိုင်းကိုလွှတ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ထိုင်းရောက်နေတဲ့လူတွေအထူးသဖြင့်တော်လှန်ရေးမှအဓိကပါဝင်နေတဲ့ထိုင်းရောက်တယ်ဒါကိုစစ်ကောင်စီကကောင်းကောင်းသိတယ်အဲ့ဒီအတွက်ထိုင်းမှရောက်နေတဲ့ပြည်သူနဲ့ထိုင်းအစိုးရထိုင်းပြည်သူနဲ့တက်မြတ်မှုမဖြစ်အောင်နော်ပြည်တနာတွေရှာပြဖို့နီလန်းပေါင်းစုံနဲ့လှုပ်ထားတာတွေရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ထိုင်းရောက်တွေကအမျှော်မြင်ရှိဖို့လိုအပ်တယ်အခုဒီမှာဘောလုံးပွဲတွေ ရှိပါတယ်ကျွန်တော်ဖိတ်ထားတဲ့ဘောလုံးပွဲအများကြီးအဲ့တော့ကျွန်တော်လည်းဟိုချိန်ရတယ်ချိန်ရတယ်ဆိုတာကသူများနိုင်ငံမှာတို့ဖြစ်တဲ့ချိန်တစ်ဖက်မှာအသေးအတန်ကိုယ်ခေါ်ထားတယ်တစ်ဖက်မှာကြပြန်တော့လဲကိုနေ့ကပြောနိုင်ငံရေးဖိအားတယ်ဟိုကိုကြောင့်တခုခုထိခိုက်သွားမှလည်းမလိုလားဘူးအဲ့ဒါတွေရောကျွန်တော်အများကြီးကျင်ဒါကြောင့်မလို့ဘောလုံးပွဲတွေလုံးမဲ့ဆိုတော့လူတွေအခြားဘာပွဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဒီ PD ရဲ့အလံတို့မြန်မာနိုင်ငံအလံတို့မထူလေကောင်းတယ်မထူလို့ဘာမှမဖြစ်ဘူးเนาะ အမှန်တကယ်ထိုင်းဥပဒေမှာလည်းရှိပါတယ်နော်တချို့တလေကကတ်ပြီးပြောအာရတယ်ထိုင်းလန်နဲ့ကိုယ်လန်နဲ့တွဲပြီးထူရင်ရတယ်ပေါ့သူတို့လန်ကိုလင်းမြတ်ထားတယ်ဆိုတာမျိုးဒါကလူမှုရေးအရာနားလည်မှုနဲ့လောက်ကြတာဥပဒေကြောင့်အရာကသူတို့နိုင်ငံမှာသူတို့နိုင်ငံအလံပဲထူဝင်ရှိတာပါဒါဥပဒေရှိပြီးသားပါဒါတချို့တလေတီးဖို့လိုတယ်အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ဒီရက်တွေမှာလှုပ်တဲ့ပွဲတွေအားလုံးကိုနော်တချင်းတွေဘောက်တွေမဖွင့်တဲ့အတန်းချင်းပြွင့်ဖွင့်မယ်ဆိုလေကိုကိုပြဲဝန်းလေးလောက်တိုးတိုးလေးလောက်ပဲအဲဖွင့်မယ်ပြီးလို့ရှိရင်ခုနကပျော်ပွဲရှင်ပွဲတွေကို ဖြတ်လို့ရတဲ့ပွဲတွေကိုဖြတ်လိုက်ဖြတ်လို့မရဘူးမဖြစ်မနေလောက်ရမဲ့ပွဲမျိုးဆိုလို့ရှိရင်လေတည်တည်ချာချာကိုဟိုစီကန်းရှိရှိလောက်ဖို့အရေးကြီးပါတယ်နောက်ပြီးတော့ဒီကာလရက်မှာအယောင်တော့တော့အင်းကြီးဝိစားတွေဟိုဘယ်လိုပြောမလဲဗျာလက်ပေါ်လော်လီတဲ့ပုံစံမျိုးတွေမနေကြဘူးအင်းကြီးအဖြူရောင်ဝိဝိအမိုးဦးဆိုလဲအနဲ့ရောင်ပေါ့နော်အခုဆိုရင်ဒါပတူနန်းတို့ဘာလို့ဈေးတော့ရမှာဆိုအင်းကြီးအနဲ့တွေချက်ချင်းထုတ်ရောင်းနေကြပြီနော်ဒါကတော့ဈေးွက် ိုစနစ်အရလက်မြင်တဲ့လူကတော့လက်မြင်တယ်လို့သူယာတီလိုက်လှုပ်ရှားကြမှာပဲအဲ့တော့ဘလို့အပြစ်ကိုမြန်မာပြည်သားရဲ့အနေနဲ့ကလည်းဒီကာလမှာအင်ကြီးအဖြူအောင်တို့အနဲ့အောင်တို့ပဲဝင့်မယ်အလုတ်သွားအလုတ်ပြန်ပုံမှန်မဲ့သွားမယ်အပျော်အပါးတွေကိုဒီကာလမှာချွတ်ချပေးပါကျွန်တော်တို့မှာဖေအိမ်မဲ့မအိမ်မဲ့နေတဲ့ကာလပါအားလုံးလည်းတိပါတယ်အဲ့တော့ထိုင်းနိုင်ငံအောင်လာတယ် ်ဒီထိုင်းနိုင်ငံကိုမှီခိုပြီးနေရတဲ့အချိန်မှာသူတို့နိုင်ငံကိုနေတဲ့အတွက်ယောမရောက်ယောမလို့ကျင့်တတ်ဖို့လိုတယ်သူတို့နိုင်ငံဥပဒေတွေနဲ့စန့်ကျင်တဲ့အရာတွေကျွန်တော်မလုပ်မိဖို့လိုတယ်အခုဆိုရင်ဒါသူတို့နိုင်ငံသားတွေဆိုရင်ဘီဘူမီဘောဆိုအားလုံးထိတဲ့အတိုင်းနော်ထိုင်းနိုင်ငံသားတွေနေမဟုတ်ဘူးသူတို့နိုင်ငံသားတွေကြောင့်လေးစားရတဲ့ဘရင်ဘောဆိုထိုင်းနိုင်ငံရဲ့တကားဖွင့်ဝါဒကလည်းဘီဘူမီဘောကြောင့်ဖြစ်လာခဲ့တာထိုင်းနိုင်ငံတိုးတက်မှုကဒီဘရင်ကြီးရဲ့စခဲ့တာဆိုရင်လည်းမမှားဘူးဒီနောက်ပိုင်းခင်မှာပေါ့အဲ့တော့အခုဒီဘရင်ရဲ့ မိဖုရားပေါ့နော်အခုလက်ရှိဘယင်းရဲ့မယ်တော်ဖြစ်တယ်အဲ့တော့သူတို့နိုင်ငံအနေနဲ့ဘယင်းစနစ်ကိုဖျားလို့ကိုးဝယ်ထားတာဖြစ်တဲ့အတွက်သူတို့တွေကဖူးဖူးမှုန့်နေတယ်ချွတ်တရကလည်းငါတို့ဘယင်းဘုံငါတို့ဘာဆိုင်တို့စကားပြောချင်ပြောလိုက်မယ်ဒါမြန်မာပြည်သားတွေပြောတတ်တဲ့စကားအဲ့လိုသွားပြောလို့မရပါဘူးဘာလို့ဆိုငါတို့ဘယင်းဘုံငါတို့လည်းမဆိုင်ဘူးဆိုရင်ငါတို့နိုင်ငံမှာငါတို့နေသူများနိုင်ငံမှာမနေနဲ့သူများနိုင်ငံကိုကျွန်တော်တို့ရောက်နေတာဖြစ်တဲ့အတွက်သူများနိုင်ငံသားတွေသူတို့အိရှင်နိုင်ငံအလေးထားတဲ့အရာကိုကျွန်တော်တို့လည်းအလေးအမြတ်ထားရပါမယ်ဒါကလိုက်နာမယ်လူချင်းဝယ်ပါနော်ဒါကြောင့်မလို့ ိုစက်ယုံတွေအလုတ်ယုံတွေတန်းလျားတွေနော်ကို့အချင်းချင်းထိန်းကြပါပြောပြပါအရင်နားဝင်အောင်နော်ငါတို့တို့လှုပ်လို့မရအောင်နော်တယောက်ကအမြင်မတော်လုပ်နေရင်လည်းတယောက်ကထိန်းပေးပါဘာဖြစ်လို့လဲကျွန်တော်တို့အဲ့လိုမလုပ်ဘဲနဲ့ငါနဲ့မဆိုင်ဘူးနေမယ်ဆိုရင်တယောက်တယောက်မကောင်းလို့ချင်းခံရမှာပါမြန်မာပြည်သားတွေဆိုတဲ့နာမည်ကိုခံရမှာဟုတ်တယ်မလားအဲ့ချိန်မှာအခုနော်ဒီကာလတို့ဝမ်းနေတဲ့ကာလမှာတောက်စားမူယူပြီးတရှင်းနေဘူးကြီးကခုံးနေမယ်ဆိုရင် ြန်မာပြည်သားတယောက်ကခုံနေဘလို့ပြောမှာလဲဟာဒီလူကဘာလူမျိုးလဲအဲမြန်မာနိုင်ငံဘယ်ကလဲဖို့ဖက်အနီဘက်ကလားအစိမ်းဘက်ကလားဘလူးမလာမခွဲဘူးအမ်အမ်မြန်မာပြည်သားပဲတိတ်တုံပြောကန်ဒီမှာနီနီစိမ့်စိမ့်ဝါဝါပြပြပါလေမြန်မာပြည်သားပဲအဲ့ဒီအတွက်တယောက်ကမဟုတ်တာလို့ခံရမှာဒီအကုန်လုံးဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဝိုင်းထိန်ဖို့လိုတယ်နော်တော်လိုင်းရင်းနဲ့လှုပ်တဲ့ပတ်သက်တဲ့ပွဲတွေဆိုလဲသူတို့ကာလနေမှာတတိထားဖို့လိုအပ်ပါတယ်ဘာလို့ဆိုတော့ဒဇာကံဖြစ်သွားနိုင်တယ်နော်ပွင့်လင်းပြောနေရင်တော့ချောင်းနေတာချောင်းနေတာ เนาะအခုလက်ရှိဒီစစ်ကောင်စီကလွှတ်ထားတဲ့ဆဲတွေထိုင်းနိုင်ငံမှာအများကြီးရောက်နေပါတယ်เนาะတဖြည်းဖြည်းနဲ့တွေးတိုးဆန်းလာတယ်သူတို့ကလည်းဒါပေမဲ့ဒါကတော့သူတို့နဲ့ကိုယ်တွေနဲ့ပြိုင်ပေါ့เนาะရှင်းချင်းပြောရရင်เนาะမင်းတို့လည်းမင်းတို့အုံနောက်ရှိသလောက်လုပ်ပေါ့တော်လိုင်းဘက်ကဒုတိယလည်းတော်လိုင်းဘက်ကအုံနောက်ရှိသလောက်စီးလုံးနိုင်တော့ညီညွတ်နိုင်တော့တုတ်ပြန်မှာပဲသူတို့တုတ်ပြန်နေမှာကျွန်တော်တို့ကိုယ့်ဘက်ကဒုတိယအထူးပြောချင်တာကထိုင်းနိုင်ငံမှာနေနေမလေးရှားမှာနေနေဂျပန်မှာနေနေကိုရီးယားမှာနေနေ ်နံပါတ်1ကျွန်တော်တို့ဒီအင်ရှင်ညုံညင်လို့မရဘူးဆိုတော့ပြီးရမယ်ကျွန်တော်တို့အင်ရှင်ကလိုလားမအင်ရှင်ကကျွန်တော်တို့ဘောကိုနားလည်နိုင်မှစာနာနိုင်မှတိမှကျွန်တော်တို့ဟာကိုပြစ်ချင်တဲ့အရာတွေလုပ်ချင်တဲ့အရာတွေလုပ်လို့ရမှာအဲ့ဒါလေးကိုလူတိုင်းတိဖို့လိုအပ်ပါတယ်เนาะအဲ့တော့ကိုပတ်ဝင်းချင်းမှာအင်ရှင်ညုံညင်အောင်လုပ်နေတဲ့လူလူဆိုတာစီးပါကောင်းကောင်းမွန်မွန်ပြောပြီးတော့တားစီနားဝင်အောင်ပြောပြအဲ့လိုမှပြောလို့မရဘူးဂျစ်ကံမရဘူးလားရဲစခန်းတိုင်လိုက်ကိုယ်မြန်မာပြည်သားချင်းပြန်တိုင်လိုက် ်နော်ဓမ္မဒီကောင်ဒလုံမောက်လို့ကျွန်တော်တို့ကိုယ်တိုင်တိုင်တယ်ကျွန်တော်တို့မြန်မာအတိုင်းဝိုင်းဆိုတာကျွန်တော်တို့နိုင်ငံသားတွေစီးကမ်းရှိရမယ်ဒလုံမျိုးစီးကမ်းမဲ့လူကျွန်တော်တို့လက်မခံဘူးတရားဝင်လို့လို့အဲ့ဒါပိုကောင်းတယ်ဘာဖြစ်လို့လဲငါတို့မြန်မာပြည်သားတွေကစီးမဲ့ကမ်းမဲ့မလုပ်ဘူးတယောက်ကစီးမဲ့ကမ်းမဲ့လုပ်ရင်လည်းအများစုကလက်မခံဘူးစီးကမ်းရှိတယ်ဆိုတဲ့ဟာမျိုးဖြစ်ကောင်းအကုန်နဲ့မဆိုင်သူနေလို့မရဘူးအခုအဆောင်တစ်ဆောင်မှာပြမြမိုက်သားတွေဆုနေတဲ့အဆောင်ဆောင်မှာတဆောင်လုံးမှာလူတရာရှိတယ်ထားဒါပေမဲ့အဲ့ထက်က2ယောက်လောက်ကမလုပ်နေ2ယောက်လောက်နေတဲ့အခန်းကဘောက်တွေဖွင့်နေမှာထားကနေတယ် ဟာဒီဆောင်မှာမြန်မာဆောင်ဘေးရရှမ်းနေပါပြောမလဲသူတို့ညောင်တဲ့ကိုပြောမှာမဟုတ်ဘူးပြောမှာအကုန်ပြောခံထိမှာဟုတ်တယ်မလားဒါကြောင့်မလို့အဲ့ဒါလေးကိုဝိုင်းပြီးတော့လုပ်ပေးကြပါအဲ့အထူးကအဓိကကတော့ကျွန်တော်ဒီကာလလေးမှာကိုယ့်အလုပ်ကိုလုပ်မယ်ဈေးဝယ်စရာရှိတာဝယ်မယ်ကိုယ့်အခန်းကိုပြန်မယ်အပျော်ပါးတွေလျှော့မယ်အတောက်အစားတွေလျှော့မယ် ဝိတ္တာစွာတာဖြစ်နိုင်လို့ရှိရင်လုပ်ငန်း uniform တော့လုပ်ငန်း uniform ပေါ့နော်ကိုအလုပ်ရုံက uniform ပေါ့အကဲကိုကအပြင်အင်ဂျီဝိမသွားလာဆိုအယောင်တောက်တောက်လေးကိုကြိုးကြောင်လေးဝိပဲနဲ့ကောင်းကောင်းမို့အင်ဂျီအဖြူလေးဖြစ်ဖြစ်အင်ဂျီအနက်ကလေးဖြစ်ဒါလေးနဲ့လုံလုံကြုံလေးဝိပြီးဒီရက်မှာနေပေးမယ်ဆိုရင်တွတ်တူရက်60ပဲတမန်တမန်ဘလောက်ပဲတမန်60စဖြစ်ခါစကာလဒီမှာတော့ကိုရီးယားစင်ကျင်ပြီးနေပေးကြဖို့လိုပါတယ်အဲ့တော့တို့နိုင်ငံသားတွေကဘယင်စနစ်ကိုအရန်အလေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းတို့အလေးထားတဲ့အရာကိုဝိုင်းအလေးထားပါမယ် နောက်တစ်ခုရှိတာကလက်ရှိဒီကာလမှာကျွန်တော်တို့မြန်မာနိုင်ငံထဲမှာနေလို့မရလို့ထွက်ပြေးလာကြတာတခုထမ်းရောက်နေမေးကြည့်ပါကိုယ်နိုင်ငံမှာအေးဆေးနဲ့လုပ်ငန်းကိုင်ငန်းတွေဒီမှာရတဲ့လက္ခဏာရမယ်ဆိုရင်ဒီနိုင်ငံမှာဘယ်လိုနေချင်လဲလို့ဘယ်သူမှမနေချင်ပါဘူးဒီလိုနိုင်ငံမပြောနဲ့အမေရိကတို့ဩစတြေးလျတို့ရောက်နေတဲ့လူတွေမေးကြည့်ပါအဲ့ဒီနိုင်ငံတွေပုံစံမျိုးကိုယ်နိုင်ငံမှာလည်းလူတယောက်ရဲ့အခွင့်အရေးအပြည့်အဝရမယ်နော်ဆိုရင်နေနိုင်အဲ့ဒီနေနိုင်ငံမှာနေမလားကိုယ်နိုင်ငံကိုပြန်နေမလားမေးကြည့်ပါ ဘသူပြပြတော့ကိုယ်နိုင်ငံကိုပြန်နေမဲ့လူတွေကြီးပဲဒါပေမဲ့အားလုံးထိတဲ့အတိုင်းအခုဆိုရင်ဒီမင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းတဲ့ပြည်သူကိုနှီးမျိုးစုံနဲ့တတ်ဖြတ်နေတယ်အခုဆိုရင်စစ်ရဲပြစ်မှတ်ဖြစ်ပြည်သူတွေကိုတီးထန်လိုက်ပြီးတော့တတ်ဖြတ်နေတာအဲ့ဒီတို့ကထွက်ပြေးလာတဲ့စစ်စစ်မှုထမ်းဥပဒေကိုကြောက်လို့ထွက်ပြေးလာတဲ့လူနဲ့ဒီစစ်ကြောင်းထုံးလို့ထွက်ပြေးလာတဲ့လူစတဲ့ဖြင့်မျိုးစုံပြေးလာတဲ့အထဲမှာအယောက်ဆုံးကထိုင်းနိုင်ငံမှာ အဲ့တော့ထိုင်းနိုင်ငံကိုမျိုးစုံခိုးဝင်လာတဲ့အတိုင်းဒါသူတို့နိုင်ငံနေတဲ့သူတို့နိုင်ငံမှာရှိတဲ့မျိုးချစ်စိတ်သက်ပြင်းထန်တဲ့လူတွေရှိမှာပဲဒီအပေါ်ဒီပေါ်မှာကျွန်တော်တို့ကနားလည်ပေးရမယ်ဟုတ်တယ်မလားအုတ်ထိုင်းမှာရောက်နေတာသူတို့တည်းပြောတယ်အငါတို့ကလာကျွန်ခံမလို့ရှင်မလာနဲ့လေရှင်းရှင်းလေးသူတို့ကတော့ဒီအချိန်မှာလှုပ်လှုပ်သားပေါနေတယ်မင်းတို့မလို့ရှင်မလာပြောရုံပဲအဲ့တော့ကိုရီးယားမလာလို့ရတာမရဘူးเนาะမလေးရှားထိုင်းအဓိကအများဆုံးသွားရတာเนาะအခြားဂျပန်တို့ကိုရီးယားတို့ဆိုတော့ဒါဟိုနည်းသေးတယ်သွားတာဒီနှစ်နိုင်ငံကအောက်လန်းနေအများဆုံးသွားရတာဖြစ်တဲ့အတွက် ိုကဘလောက်ပဲအထောက်ထားပြည့်စုံနေပါစေအထောက်ထားမရှိတဲ့လူတွေကိုမဲခံမထီအောင်အထောက်ထားရှိတဲ့လူတွေကလည်းတိတက်ကမနားလဲရမယ်။နော်ဒါမှသာကျွန်တော်တို့ဟိုကိုပြည်သူအရှင်ဆောက်ရှောက်ရမှာပါ။အဲ့တော့ဒီကာလာလေးမှာအတိုင်းမှာရှိတဲ့လူတွေအားလုံးကိုဟိုတတိပေးတဲ့အနေနဲ့ဒီပိုလေးကိုတင်တာပါ။ကျွန်တော်ဆရာလို့တော့မဟုတ်ပါဘူး။ဒါတော့နားလဲမထင်ပါနဲ့နော်။အားလုံးဟိုတယောက်နဲ့တယောက်ထိမ့်သိမ့်လို့ရကြအောင်လို့အားလုံးတတိပေးရခြင်းဖြစ်ပါ